ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ23ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယိုအန်ယူဂျီစီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးစီရေးသတင်းနေဖြင့်စေအုပ်စုဟာပြည်သူလူထုအကြောက်တရားကြီးစိုးစေဖို့တရားလက်လွတ်ကွမျက်တာတွေလုပ်ခဲ့တယ်လို့ကုလဆိုင်ရာမြန်မာတမ်မတ်ကြီးပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်စေအုပ်စုဟာပြည်သူလူထုအကြောက်တရားကြီးစိုးစေဖို့နဲ့ သူတို့ကိုစန့်ကျင်နေတာတွေဟန်တားနိုင်ဖို့နိုင်ငံရေးအကျဉ်းသားတွေကိုတရားလက်လွတ်ကုမျက်စည်းရင်တာတွေပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့တယ်လို့ကုလဆိုင်ရာမြန်မာတမ်းအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနှင့်ယဉ်ကျေးမှုကော်မတီမှတရားလက်လွတ်အကျဉ်းချုပ်သို့မဟုတ်ဥပဒေမဲ့ကုမျက်ခြင်းနဲ့ဆိုင်တဲ့အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလကဖြစ်ခဲ့တဲ့မတရားစစ်အာဏာသိမ်းမှုကြောင့်တရားလက်လွတ်အချင်းချုပ်သူမဟုတ်ဥပဒေမဲ့ကွပ်မျက်ချင်းအခြေအနေဟာ၄နှစ်ကျော် ကာလတလျှောက်ကြေကွဲပွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။စစ်အုပ်စုအနေနဲ့ရတားပြည်သူတွေအကြောက်တရားကြီးစိုးစေဖို့နဲ့သူတို့အပေါ်ဆန့်ကျင်နေတာတွေဟန်တားနိုင်ဖို့2022ခုနှစ်ဇူလိုင်လထဲမှာနိုင်ငံရေးအကျဉ်းသားတွေကိုတရားလက်လွတ်ကွပ်မျက်စီရင်ပြီးအကြမ်းဖက်မှုကိုပြောင်ပြောင်တင်းတင်းပြသခဲ့တယ်လို့ ကုလဆိုင်ရာတမ်းအမတ်ကြီးဦးကျော်မိုးထွန်းကရှင်းပြခဲ့ပါတယ်။လူအခွင့်ရေးကြီးညာစာတန်းစာပိုက်သုံးကလူတဦးအသက်ရှင်တန်းခွင့်လွတ်လပ်ခွင့်နဲ့လုံခြုံရေးတို့ကို အာမခံထားပေမဲ့မြန်မာနိုင်ငံမှာတော့ဆေးအုပ်စုကတရားလက်လွတ်အချင်းချုပ်သို့မဟုတ်ဥပဒေနဲ့ကွပ်မျက်တာတွေကိုစနစ်တကျချိုးဖောက်နေတယ်လို့လည်းအတည်ပြုခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကအခုလိုတရားလက်လွတ်ကွပ်မျက်စီရင်တာတွေကိုနိုင်ငံတကာကထိရောက်တဲ့အရေးယူတာမရှိတဲ့အတွက်ဆေးအုပ်စုဟာ ြစ်ဒဏ်ကွင်းလွတ်ခွင့်ရနေတာကိုအသုံးချပြီးအမျိုးသမီးတွေကလေးသူငယ်တွေကိုအစုလိုက်အပြုံလိုက်တတ်ဖြတ်တာဖန်စီထိမ့်သိမ်းခံထားရတဲ့ပြည်သူတွေကိုဥပဒေမဲ့ပြစ်ခတ်တတ်ဖြတ်တာစတဲ့နည်းတွေနဲ့အပြစ်မဲ့အယက်သားပြည်သူတွေအပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေပိုပြီးလှုပ်လာတယ်လို့ကုလဆိုင်ရာမြန်မာတမ်းအမတ်ကြီးကထောက်ပြပြောဆိုခဲ့ပါတယ်။ဆေးအုပ်စုကဥပဒေကိုကျော်လွန်ပြီးကျင့်ဝတ်တိုက်ခါမဲ့တဲ့အပြင်လူသားမဆန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကျူးလွန်နေတာကို ခိုင်လုံတဲ့အရင်မြစ်တွေရဲ့အစီရင်ခံစာတိုင်းကတက်သေးအထောက်အထားတွေနဲ့ထုတ်ပြန်ထားပါတယ်။အခုလိုကြီးလေးတဲ့ရာဇဝတ်မှုကိုကျူးလွန်နေတဲ့ရာဇဝတ်သားတွေကလုံမဲ့အတုရောင်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမည်မဟုတ်တဲ့အတွက်ဆေးအုပ်စုကကျူးလွန်နေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေရပ်တန့်နိုင်ဖို့နဲ့မြန်မာနိုင်ငံတော်အစ်တီထောင်ရေးလှုပ်ရှားမှုတွေကိုပံ့ပိုးပေးဖို့နိုင်ငံတကာအတိုင်းအဝိုင်းကိုမြန်မာသံအမတ်ကြီးကတောင်းဆိုခဲ့ပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့် ခေါလံဖူးမြို့နယ်ကစစ်တပ်လက်အောက်ခံပြည်သူစစ်တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်တဲ့တရင်ကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်ခေါလံဖူးမြို့နယ်ကအကြမ်းဖက်စစ်တပ်လက်အောက်ခံပြည်သူစစ်တပ်စခန်းတစ်ခုကို KIA တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဒေသစည်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်။ခေါလံဖူးမြို့နယ်ကရှိလာဒမ်ကျေးရွာမှာရှိတဲ့စစ်စခန်းနဲ့မခေါင်ဒမ်ကျေးရွာမှာရှိတဲ့စစ်စခန်းကိုအော်တိုဘလ21ရက်နေ့မှာ KIA ဘက်ကသိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ အခုလိုအကျန်းဖက်စစ်စခန်းတွေတိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက်အကျန်းဖက်စစ်တပ်ဟာအဲ့ဒီခြေရွာတွေအပါအဝင်ခေါလံဖူးမြို့နယ်နဲ့ဆော်လုံးမြို့နယ်အတွင်းကအရသာပြည်သူတွေကိုပိတ်မထားပြီးလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသသတင်းရင်းမြစ်တွေကအသိပေးပါဗါတယ်။အာနာသိန်းစစ်တပ်ကမနေ့အော်တိုဘားလ22ရက်မှာကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ထိန်းချုပ်နယ်မြေတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KIO KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်းအတည်ပြုပြောဆိုထားပါတယ်ခင်ဗျာဆလဘီဒနုပြည်သူတွေအနေနဲ့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံတာမျိုးမလုပ်ဖို့ဒနုတက်မြစ်တာရက်ခံတဲ့သတင်းကိုတင်ပြပေးပါမယ်ဒနုပြည်သူတွေအနေနဲ့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံတာမျိုးမလုပ်ဖို့ဒနုလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ဒနုပြည်သူလွတ်မြောက်ရေးတပ်ဦး DPLF DPLA က ဒီနေ့အော်တိုဘားလ23ရက်မှာမြစ်တာရက်ခံလိုက်ပါတယ်စစ်တပ်ကကြိုးပမ်းနေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကြေညာချက်တစောင်းဒီနေ့ထုတ်ပြန်ရမှာဓနုတက်ကအခုလိုမြစ်တာရက်ခံလိုက်တာဖြစ်ပါတယ်ဆေးအုပ်စုဟာကိုကျိုးစည်းဘွားနဲ့အာနာတီမြဲရဲ့အတွက်လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်အစိပ်ပင်ကိုရေလောင်းတာမျိုးမလုပ်ဖို့လဲလေးလေးစားစားနဲ့အတိပေးလိုက်တာလည်းဖြစ်ပါတယ်ဓနုပြည်သူလွတ်မြောက်ရေးတပ်ဦးဓနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLF DPLA အနေနဲ့လည်း အာနာသိန်းစေအုပ်စုကလုပ်မဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုလက်ခံမှာမဟုတ်ဘူးလို့လည်းတဆက်တည်းအတည်ပြုထားပါတယ်။ဓနုလူမျိုးတွေဟာဖရယ်ပြည်တော်စုတိဆောက်ရေးမှာအားတက်တရော့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် DPLF အနေနဲ့လည်းပြည်သူလူထုနဲ့အတူပူးပေါင်းဆောင်ရွက်တာတွေအချိန်မြင့်လှုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတိဆောက်ရေးဟာ bottom up federalism approach ဆိုတဲ့ပြည်내အားကောင်းရေးမှသည်ပြည်တော်စုအားကောင်းရေးတိဆောက်သွားရမှာလဲ DPLF အနေနဲ့ နိုင်ငံရေးစစ်ရေးကိုအချိန်မြင့်ပူးပေါင်းလှုပ်ဆောင်သွားမှာဖြစ်တယ်လို့နိုင်ငံရေးကိုစားပြုမှုတွေကိုလည်းစနစ်တကျပူးပေါင်းလှုပ်ဆောင်သွားမယ်လို့အတည်ပြုထားပါတယ်။ Federal Democracy ပြည်ထောင်စုတည်ဆောက်ရမှာလည်းဒနုလူမျိုးတွေကိုကိုစားပြုပြီးပြည်တွင်းပြည်ပမှာရှိတဲ့နိုင်ငံတကာအင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။ဒနုပြည်သူလွတ်မြောက်ရေးတပ်ဦးဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLF DPLA ဟာတအောင်းတက်မတော် TNL အပါအဝင်မဟာမိတ်တွေနဲ့လက်တွဲပြီး ဓနုဒေတာနဲ့ဆက်ဆက်ဒေတာတွေမှာအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်ခင်ဗျာယခုနောက်ဆုံးစီးရဲတဲ့အနေဖြင့်မန္တလေးမြို့မြင့်ငယ်ထက်တန်းကျောင်းတွင်ကျောင်းသား3ဦးဓာတ်ထုတ်ခံရပြီးဆေးရုံတင်ထားရတဲ့သတင်းကိုတင်ပြပေးပါမယ်အမရပူရာမြို့နယ်မြင့်ငယ်မြို့ရှိအထက်တန်းကျောင်းတွင်အော်တိုဘာလ22ရက်နေ့လယ်12:00ခွဲခန်းကအရက်သားလူငယ်တအူးကအထက်တန်း7တန်းကျောင်းသား3ဦးကိုဓားဖြင့်ထိုးခြင်းကြောင့် ဒဏ်ရာရရှိပြီးမန်လေးစေယုံကြီးတို့ပို့ဆောင်ကုသထားရကြောင်း DVV TV News မှာဖော်ပြထားပါတယ်။တရခန့်လူငယ်သည်သူ၏ညီမအားအေးအေးဘူးပေးမည်ဟုဆိုက Grade 11B အခန်းအတွင်းသို့ဝင်ရောက်လာပြီးကျောင်းသူတဦးကိုလယ်ပင်ညှစ်ကာဓားဖြင့်ထိုးခဲ့တယ်လို့သိရပါတယ်။ထို့အပြင်ဓာထုံးမှုကိုဟန်တားရန်ဝင်ရောက်ကာကွယ်သောចောင်းသားတဦးနှင့်ចောင်းသူတဦးတို့လည်းဓာထိုးတံရများရရှိခဲ့တယ်လို့သိရပါဗျ။မုံစားစင်းချိန်မှာဖြစ်သွားတာဖြစ်ပြီ ဓာတ်နှင့်ထိုးသူကထွက်ပြေးသွားတယ်လို့သိရပါဗျ။ဒဏ်ရာရရှိသူများမှာ Grade 11B ဝိဇ္ဇာရဲအခမ်းမှမတ်စုမြတ်နူဦးမတ်ရွှေစင်ငိမ့်နဲ့မောင်ဝင်းထွန်းမျိုးတို့ဖြစ်ပြီး၎င်းတို့အနက်လေဘင်းတွင်ဓာတ်ထိုးဒဏ်ရာရရှိသူမှာ အခြေအနေစိုးရိမ်ရကာကျန်တဲ့ဦးမှာလက်တွင်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါဗျ။ကျောင်းဝင်းတဲ့အပြင်လူဝင်ခွင့်ပြုတဲ့ဆရာဆရာမတွေမှာတာဝန်ရှိတယ်လို့ဝေဖန်နေကြပြီးဓာထိုးခဲ့သူဝိုင်းဝိုင်းဆိုသူကိုရဲတပ်ဖွဲ့ကဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါဗျ။ 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်2025ခုနှစ်အထိစာတင်ကျောင်းများတွင်အောက်စုဖွဲ့အနိုင်ကျင့်မှုနှင့်ရံဖြစ်မှုများကြောင့်ကျောင်းသားများတည်ဆုံးတန်ရာရရှိမှုများဖြစ်ပွားနေပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နှင့်ခါရှယ်တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ